အာရှတိုင်းရဲ့အစင်းရင်းဆုံးနိုင်ငံ၅နိုင်ငံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy Angle နေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရင်ဒီကနေ့အတွက်တင်ဆက်ပေးသွားမှာကတော့စစ်တဲတို့အနေထိုင်ရာအာရှတိုင်းကြီးအတွင်းမှာတည်ရှိနေတဲ့နိုင်ငံတွေတဲကအစင်းရင်းဆုံးနိုင်ငံ၅နိုင်ငံအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်9မြန်မာနိုင်ငံ အာရှတိုက်ရဲ့အစင်းရဲဆုံးနိုင်ငံတွေထဲမှာနံပါတ်9နေရာမှာရှိနေတာကတော့ကျွန်တော်တို့မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကလက်ရှိမှာစီးပွားရေးနဲ့လူမှုရေးအခြေအနေတွေအရတော်တော်ကြီးစိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။2025ခုနှစ်အတွက်ကမ္ဘာ့ဘဏ်နဲ့အာရှဖွံ့ဖြိုးရေးဘဏ် ADB ခံမှန်းချက်အရမြန်မာနိုင်ငံရဲ့စီးပွားရေးထိုးထွက်မှုနှုန်း GDP growth rate အားတရားဂိုင်နှုန်းကနေ7.7%ရာဂိုင်နှုန်းခန့်သာရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာ2018-2019 ခုနှစ်ကနဲ့နိုင်ရှင်လိုက်မယ်ဆိုရင်တော့စတိရာဂိုင်းလုံးခက်နေလာပြီဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့အခြေခံလူတန်းစားရရဲ့အသက်မွေးမ်းကြောင်းအခြေအနေကတော့ဒီနေ့ကိုဒေါ်လာ 2.35 PPP အောက်နေတဲ့ဝင်ငွေတွေနဲ့အလုံးလုံးကန်နေရတဲ့လူဦးရေက2.8000ခန့်လုံးခန့်ရှိရလို့ ADB ကနေပြီးတော့မှတ်ချက်ထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံတနိုင်ငံလုံးအတွင်းမှာလူအများစုကအမျိုးစုံသောဆင်းရဲမှု multi dimensional poverty နဲ့ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ဒီလိုတနိုင်ငံလုံးဆင်းရဲတဲ့နဲ့နေရတဲ့အဓိကအကြောင်းရင်းကတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ဖြစ်ပါတယ်။၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုကြောင့်နိုင်ငံတကာယင်းနှိမ့်နယ်မှုတွေကတစားတစ်တစားလျော့နေသွားပြီးစီးပွားရေးတိုးတက်မှုကိုလည်းများစွာထိခိုက်စေခဲ့ပါတယ်။နိုင်ငံရေးကြောင့်ပြည်ရင်းအကျဉ်းဖတ်မှုတွေလည်းနိုင်ငံအနှံ့အပြားဖြစ်ပွားနေလျက်ရှိပြီးတော့အဲဒီနေရာဒေသတွေမှာရှိတဲ့လူငယ်အများစုကအလောက်အကိုင်းမရှိမှုကြောင့် ိုင်ငံရဲ့လူထုအတွက်အတံမဝင်းချောင်းခက်ခဲမှုတွေများလာခဲ့ရပါတယ်။စစ်ပွဲတွေကြောင့်ဖွံ့ဖြိုးရေးအခြေအနေအဆောက်အုံတွေမလုံလောက်ခြင်း၊လျှက်စစ်ကုန်ပစ္စည်းဈေးဝါတွေတည်ယူဖို့ဆောင်ရည်နဲ့ဂျမားရေးဝန်ဆောင်မှုတွေပါလွယ်ကူစွာရရှိဖို့အခက်အခဲတွေရှိလာခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲငွေကြေးဖောင်းပွားမှုကလည်း2024ခုနှစ်မှာ26ရာခိုင်နှုန်းခန်းလောက်ရှိလာခဲ့ပြီးတော့စားသောက်ကုန်ဈေးနှုန်းတော်တော်များများတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးပြန်လည်တက်လာရေးအတွက်နိုင်ငံရေးတည်ငြိမ်မှုအလုံးကင်ဖန်တီးမှုတွေနိုင်ငံတကာမှ အကူအညီတွေနဲ့ပညာရေးကျန်းမာရေးလုပ်ငန်းတွေတိုးတက်ဖို့ရာကတော့အဓိကလိုအပ်နေပါတယ်။ပြန်လည်တည်ဆောက်ဖို့အချိန်ယူရမယ့်အတော်အတွင်းမှာနိုင်ငံသားတွေအနေနဲ့အသက်အန္တရာယ်လုံခြုံရေးအစားအသောက်နဲ့အသက်မဝမ်းကြောင်းအခြေအနေတွေကိုပုံမှန်အတိုင်းစီစဉ်နိုင်ဖို့ရာကလည်းတော်တော်လေးကိုအရေးကြီးပါတယ်။နံပါတ်၄နေပေါ်နိုင်ငံ ီဘောနိုင်ငံကတော့2025ခုနှစ်အတွက်ပထမဆုံးနိုင်ငံတော်အတွင်းထုတ်လုပ်မှုတန်ဖိုး GDP ကခန့်မှန်းကြီးအားဖြင့်48.83ဘီလီယံအမေရိကန်ဒေါ်လာအောက်ရှိနိုင်ရည်လို့ခန့်မှန်းရပါတယ်။ကမ္ဘာ့ဘဏ်ကစီးပွားရေးတိုးတက်မှုနှုန်းကို9.1%လောက်ရှိရလို့ခန့်မှန်းထားပြီးတော့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ကတော့၄.၄ရာခိုင်နှုန်းလောက်ဖြစ်မယ်ဆိုပြီးတော့ခံမှန်းထားတာလည်းဖြစ်ပါတယ်။နေပေါ်နိုင်ငံကစည်ရဲမှုနှုန်း၊ကွာဟမှုတွေနဲ့စီးပွားရေးအခြေအနေရှုပ်ထွေးနေတဲ့အတွက်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ပြီးတော့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ခံမှန်းချက်တွေအရ2025မှာနေပေါ်နိုင်ငံရဲ့စည်ရဲမှုနှုန်းက ငါတသမ600ခန်းလုံးကိုချာဆင်းနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒေတာအလိုက်တော့မတူညီပဲစင်းရမှုကွာခြားချက်တွေရှိနေသေးဖြစ်ပြီးတော့ pseudo print ဒေတာမှာစင်းရမှုနှုန်းက34တသမ1600ခန်းလုံးလောက်ရှိရလို့ဖော်ပြထားပါတယ်။နေပေါ်ရဲ့စီးပွားရေးထူထပ်မှုကတော့ခီးသွန်းလုပ်ငန်းပြန်လည်တက်ဝင်လာခြင်း၊ရေအားဖြင့်လျှစ်စစ်ထုတ်လုပ်မှုထိုးလာတာနဲ့စပန်းထုတ်လုပ်မှုတွေကနေမှတ်တဆင်ထိုးတက်လာတာပဲဖြစ်ပါတယ်။ဒါပေမဲ့ ဆင်းရဲမှုကိုနိုင်စင်နိုင်ဖို့ဆိုရင်တော့နိုင်ငံရေးတည်ငြိမ်မှုနိုင်ငံတကာအကူအညီရရှိမှုနဲ့ဖွံ့ဖြိုးရေးအခြေအနေအဆောက်အုံတွေထိုးထွက်လာဖို့ကအဓိကလိုအပ်နေတာပဲဖြစ်ပါတယ်နံပါတ်3 Timor-Leste Timor-Leste နိုင်ငံအလေးရ2025ခုနှစ်အတွက်စုစုပေါင်းနိုင်ငံတော်အတွင်းထုတ်လုပ်မှုတန်ဖိုး GDP ကခန့်မှန်းခြေအဖြစ်၄ .300% ခန့်ထိုးတက်လာနိုင်မယ်လို့ ASEAN ဖွံ့ဖြိုးရေးဘဏ် ADB နဲ့ကမ္ဘာ့ဘဏ်တို့ကနေပြီးတော့ခန့်မှန်းထားတာလည်းဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့တော့တဖြည်းဖြည်းပြန်လည်တိုးတက်လာနေပြီဆိုပေမဲ့စည်ရမှုနဲ့ပတ်သက်တာမှာတော့အာမန်လူလူအတွက်အခက်အခဲတွေကရှိနေသေးပဲဖြစ်ပါတယ်စီးရမှုအခြေအနေကိုပြောရမယ်ဆိုရင်တော့ Timor Leste မှာတနေ့ကိုဒေါ်လာ1.15 PPP ထက်နည်းတဲ့ဝင်ငွေနဲ့အသက်မွေးနေတဲ့လူဦးရေက16ရာခိုင်နှုန်းလောက်ရှိနေပြီးတော့လူမှုပေါင်းတစ်ခုလုံးမှာမျိုးစုံစည်ရမှု Multi Dimensional Property ဆိုတဲ့အခြေအနေက 45ဒသမ800ခန်းလုံးလောက်ရှိနေရလို့ထွက်ချက်ထားတာလည်းဖြစ်ပါတယ်ဒါကတော့ပညာရေးမလုံလောက်ခြင်း၊ဈေးမရေးဝန်ဆောင်မှုကိုနိုင်ငံအနှံ့မရရှိနိုင်ခြင်း၊တောက်သုံးရှည်သက်ရရှိဖို့သုံးဆွဲဖို့ရအခက်အခဲတွေရှိခြင်း၊လျှက်စစ်မရခြင်း၊စားတဲ့အခြေအနေအခက်အခဲတွေနဲ့ဆက်စပ်နေပါတယ်။ တဘာဝရုပ်ပိုင်းအရာအရင်းအမြစ်တွေတတော်များများရှိနေတယ်ဆိုပေမဲ့လည်းစနစ်တကျအသုံးချမှုမရှိခြင်းနိုင်ငံရေးမတည်ငြိမ်ခြင်းနိုင်ငံတကာကူညီမှုအပေါ်လွန်စွာမိခိုနေရတာတွေကကြီးမားတဲ့အားနည်းချက်တွေဖြစ်နေပါတယ်။ Timor-Leste ကစီးပွားရေးထိုးတက်မှုတွေရှိနေပေမဲ့လည်းစီးရဲမှုလျှော့ချရင်းနဲ့လူမှုအခြေခံပေါင်းကောင်းမွန်ရေးအတွက်အကောင်မြင်ဖွံ့ဖြိုးဆောင်ရွက်မှုတွေကိုတော့ဆက်လက်လှုံ့ဆော်ဖို့ရာလိုအပ်နေတာလည်းဖြစ်ပါတယ်။နံပါတ်1ရေမင်နိုင်ငံ အာရှရဲ့အစင်းရဲဆုံးဒုတိယမြောက်နိုင်ငံကတော့ရှီမင်နိုင်ငံပဲဖြစ်ပါတယ်။ရှီမင်နိုင်ငံက2025ခုနှစ်မှာစုစုပေါင်းနိုင်ငံတော်အတွင်းထုတ်လုပ်မှုတန်ဖိုး GDP ကိုခန့်မှန်းကြေးအားဖြင့် 21.36ဘီလီယံအမေရိကန်ဒေါ်လာလောက်ရရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒါပေမဲ့စီးပွားရေးတိုးတက်မှုနှုန်းကတော့အနုတ်1.5ရာခိုင်နှုန်းလောက်နည်းလာနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကနေပြီးတော့ခန့်မှန်းထားပါတယ်။ဒီလိုရိဆိုးရုပ်လာရတဲ့အဓိကအကြောင်းတချို့ကတော့နိုင်ငံရေးအငင်းပွားမှုတွေဒေတာရင်းအကျန်းဖတ်မှုတွေကြောင့်ရှင်မင်းရဲ့စီးပွားရေးနဲ့လူမှုရေးအခြေအနေတွေက အမှန်တကယ်ကိုဆိုးရွားလာနေကြတာဖြစ်ပါတယ်။ GDP ရဲ့25ရာခိုင်နှုန်းလောက်ကိုနိုင်ငံတကာအကူအညီတွေကနေပဲထောက်ပံ့ပေးနေရတာကြောင့်နိုင်ငံတကာကအကူအညီတွေကိုရပ်တန့်ပစ်လိုက်နိုင်မှာကရှော့နေလာတဲ့အခါမှာရှင်မင်းနိုင်ငံရဲ့စီးပွားရေးအခြေအနေကပိုဆိုးလာနိုင်ဖို့သာရှိနေပါတယ်။ရှင်မင်းနိုင်ငံမှာစီးပွားရေးတည်ငြိမ်ပြီးတော့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကတော့နိုင်ငံတွင်းတည်ငြိမ်မှုရရှိရေးနိုင်ငံတကာအကူအညီတွေဆက်လက်ရရှိရေးနဲ့ဖွံ့ဖြိုးရေးအခြေခံအဆောက်အအုံတွေတိုးပွားလာဖို့ကတော့အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်။ နံပါတ်၁အာဖဂန်နစ္စတန်2025ခုနှစ်အတွက်အာဖဂန်နစ္စတန်နိုင်ငံရဲ့စုစုပေါင်းနိုင်ငံတော်အတွင်းထုတ်လုပ်မှုတန်ဖိုး GDP ကိုကမ္ဘာပံမှာခန့်မှန်းချက်အရ18.2ဘီလီယံအမေရိကန်ဒေါ်လာလောက်ရှိမယ်လို့ဆိုပါရယ်။ဒါအပြင်2025ခုနှစ်အတွက်စီးပွားရေးထိုးထွင်းမှုနှုန်းကိုလည်းကမ္ဘာပံက1.2ရာခိုင်နှုန်းလောက်ရှိနိုင်မယ်လို့ခန့်မှန်းထားပါရယ်။ အရှဖွံ့ဖြိုးရေးပန် ADB နဲ့အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့ IMF တို့ကတော့ဒီဒုတ်တမှုနှုန်းထံအနည်းငယ်ပိုမြင့်တဲ့နှစ်တသမ600ခန်းလောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။အာဖဂန်နဲ့စီးပွားရေးအခြေအနေကဖြည်းဖြည်းချင်းပြန်တက်လာနေတာဖြစ်ပေမဲ့နိုင်ငံတကာဘေးရတဲ့အကူအညီတွေရောင်းနေလာတာတွေပေါကလီကကဏ္ဍမှာအားနည်းနေတာမျိုးပြည်ရင်းစစ်တီကြောင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လုံလောက်တဲ့အခြေခံအဆောက်အုံတွေမလုံလောက်မှုတွေဖြစ်ပေါ်လာရပြီးတော့စီးပွားရေးတည်တံ့မှုအတွက်မလွယ်ကူတဲ့ ဲ့စိန်ခေါ်မှုတွေကတော့ဆက်ရှိနေတော့မယ်ဖြစ်ပြီးတော့အာရှတိုက်ရဲ့အစင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်နေရတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးနေလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တို့ဦးရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့အတူပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ Like and Share လေးနဲ့အားပေးသွားကြပါအောင်ရှင်။